ေချင်းလေးတို့အားလုံးပဲမင်္ဂလာပါ။စောင့်မျှော်နေကြသလိုပဲရင်ခုန်တန်ရဲ့ podcast အစီအစဉ်ရောက်ရှိလို့လာပါပြီ။ရင်ခုန်တန်မှာပုံမှန်တင်ဆက်ပေးနေတဲ့အစီအစဉ်ကောင်းတွေအပြင်အခြားသောအထူးအစီအစဉ်တွေကိုတငယ်ချင်းလေးတို့နားဆင်နိုင်ဖို့ရာအတန်သွင်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပိုင်းမှာယုံကြည်ခြင်းနဲ့နှောင်ဖွဲ့သောဆိုတဲ့ဝိထုတိုကို ပထမပိုင်းတင်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။ဒီနေ့အပိုင်းသစ်မှာတော့ကြာရှိနေသေးတဲ့ဝိထုတိုအပိုင်းအပြင်စာမုံရှင်နစ်နွေတစ်ကဘလိုမျိုးဖန်တီးဖြစ်ခဲ့တယ်လဲဆိုတာကိုပါ ရှင်းပြပေးသွားမှာပါ။ဒါဆိုရင်စာမုံရှင်နစ်နွေတစ်ကိုဖိတ်ခေါ်လိုက်ကြရအောင်။ မင်္ဂလာပါနိကနွေသိရေရင်ခုန်တန်ရပေါ့ကတ်အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်နော်အရင်ဆုံးတငယ်ချင်းလေးတွေလည်းတည်ဝါအောင်ကိုကိုကိုမိတ်ဆက်ပေးပါအောင်ဟုတ်ဟုတ်ကဲ့ကျွန်တော်ကတော့ဒီနိနွေသိပါကျွန်တော်ရဲ့ကလောင်နာမည်ကအာကျွန်တော်ကဒီရင်ခုန်တန် page ကိုကျွန်တော်ကဒီဝတ္ထုပြန်ပွဲအာနှစ်ခါဝင်ပြန်ပူးခဲ့ပေါ့နော်အာပထမတစ်ခါတော့ကလည်းချစ်ချင်းသစ္စာဆိုတဲ့ကောင်းစင်နဲ့တတိယဆူရဘူးတယ်အခုနောက်ဒုတိယတစ်ခါမှာတော့အဲယုံကြည်ခြင်းအဲယုံကြည်ခြင်းနဲ့နှောင့်ဖွယ်တော့ဆိုတော့ အဲကောင်းတင်နေကျွန်တော်စရုပ်ရစုရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်ကပထမတစ်ခါတော့ကျွန်တော်ကကလောင်နေမရဒီနှင်းတွေသိမဟုတ်ခင်းနေဒီနှွေသိအောင်ဆိုပြီးတော့ပေးခဲ့တာခင်ဗျာအခုရင်ခုန်တမ်းမှာတင်ဆက်ပေးနေတဲ့ယုံကြည်ခြင်းနဲ့နှောင်ဖွယ်သောဝိထုတိုနဲ့အတူမနစ်ကဝိထုတိုပြိုင်ပွဲမှာစရုပ်ရစုရရှိခဲ့တာလဲဒါနောက်တစ်ချိန်ဂုဏ်ပြုပါရစေနော်ဒီပြိုင်ပွဲအကြောင်းကိုဘလို့တီးခဲ့တာလဲဆိုတာရဲ့ဘာကြောင့်ပြိုင်ဖြစ်ခဲ့တာလဲဆိုတာရဲ့ကိုလည်းမျှဝေပေးပါဦးအော်ဟုတ်ကဲ့စူရတယ်ဆိုတော့ အာစာရေးဝါသနာပါတဲ့သူတယောက်အနေနဲ့အဲကျွန်တော်တော်တော်လေးအာပျော်ပျော်တယ်ပေါ့နော်ကျွန်တော်တို့အဲ့ဒီရက်တွေကတော့ဘယ်လိုခေါ်မလဲအထီးပေါက်တယ်လို့ပဲပေါ့စိတ်ထဲမှာကြည်နူးနေရတာပေါ့ဟုတ်ကဲ့ဟိုပထမတစ်ချက်နေနေကတော့ကျွန်တော်ကဒီစာရေးဝါသနာပါတယ်ပေါ့နော်အထူးသဖြင့်ကျွန်တော်ကဒီဝတ္ထုတွေရေးဖို့အာစူးစမ်းကြည့်နေတယ်ပေါ့နော်ဆိုတော့အာစာရေးဝါသနာပါတဲ့သူတယောက်အနေနဲ့ဒီပြိုင်ပွဲတွေပေါ့ပြိုင်ပွဲတွေအာအဲ့လိုမျိုးတွေရှိတဲ့အခါမှာလည်းလက်တွေဆန်ပြီးစူးစမ်းတယ်ပေါ့နော် နောက်ဒုတိယတစ်ချက်ကတော့ဒီဒီ NGPD ကျွေးနေပတ်သက်ပြီးတော့ဒီပြန်ပွဲကိုတွေ့တဲ့အခါမှာအာကျွန်တော်ကနေရကျွန်တော်အနေနဲ့ပေါ့နော်ဟိုရင်းနှုံးကဆိုတော့ကျွန်တော်တို့ရေစတိတ်ကြောင်းသားပေါ့ပါတော့ကျွန်တော်ဒီကျွန်တော်တို့နိုင်ငံအနေနဲ့ကအာပုံမြင့်တောင်မရှိသေးရနဲ့အာမပြရတွေပါရှိခဲ့တယ်အဲနောက်တစ်ခါအခုကျွန်တော်တို့ကိုယ်တိုင်ဒီရွေးရောက်လာတဲ့ချိန်မှာတော့ဒီဒီတက်ရွေးထိရောက်လာတဲ့ချိန်မှာတော့ဒါတွေကပုံမြင့်မြင့်တာရှိလာပြီအာဒါတွေကငါတို့တွေခွဲခြားဆက်ဆံမဲ့အရာမဟုတ်တော့ဘူးပေါ့နော်ဟိုအားပေးအားမြောက်မဟုတ်တော့မှရေသူတို့ကိုခွဲခြားဆက်ဆံတာတွေပလိမ့်တာတွေမလုပ်ရဘူးဆိုတဲ့အသည့်ရဲ့ နောက်ပြီးရင်ကျွန်တော်အနေနဲ့ကကြတော့လေဒီဩဒီလောကကြီးမှာကဒီချစ်ချင်းမေတ္တာနဲ့ပတ်သက်ရင်ကြားရတဲ့မာတွေခွဲခြားမှုထက်ချစ်ချင်းမေတ္တာစစ်မှန်မှုအဓိကဆိုရဲ concept လေးကိုလည်းကျွန်တော်ဟိုယုံကြည်လက်ခံတယ်ပေါ့နော်ဒါနဲ့အဲဒီတိုင်ပွဲလေးကိုတော့ဆူရတာမရတာထက်မဝင်ပြီးတော့ပြိုင်မယ်ဆိုတဲ့စိတ်နဲ့အဲကျွန်တော်ဝင်ပြိုင်ခဲ့တာပေါ့ဟုတ်ပါပြီဒါဆိုရင်ဒီဝိတ္ထုရဲ့ဇက်လန်အကျဉ်းလေးကိုလည်းဒါတငယ်ချင်းလေးတွေအားလုံးသိသွားအောင် ပြောပြပေးပါအောင်နောက်ပြီးဒီဇက်လန်ကိုဘယ်လိုမျိုးစိတ်ကူရပြီးတော့ရေးသားဖြစ်ခဲ့တာပါလဲ ဟုတ်ကဲ့ဒီယုံကြည်ခြင်းနဲ့နောင်ဖွယ်တော်ဆိုတဲ့ဒီဝတ္ထုတူလေးကတော့ကျွန်တော်တို့ဒီအဓိကစက်ကောင်နှစ်ယောက်ပေါ့နော်ဒီတက်ထင်နဲ့အဝေဦးဆိုတဲ့ကိုဝေဦးဆိုတဲ့စက်ကောင်နှစ်ယောက်ပေါ့နော်အဲသူတို့ကဒီညောင်လုံးကတော့ပြောမယ်ဆိုရင်ဒီထိုင်းနိုင်ငံကိုရောက်လာတဲ့ရွှေကြောင်းညီမအလို့သမားတွေပေါ့နော်အဲသူတို့နှစ်ယောက်ကလန်ခီးမှာသူတို့နှစ်ယောက်ဒီစတက်လာကလေးကဒီပြောမယ်ဆိုရင်တော့ဒီအောက်လန်းကနေပေါ့နော်တရားမဝင်လန်းကနေတက်လာကလေးတော်တော်လန်ခီးကကြမ်းတက်နေပေါ့အဲ့ဒီမှာတွေကသူတို့နှစ်ယောက်ကအဲတောင်တယောက်စပြီးတော့ဒီ တိုင်ရောစီစပြီးတော့တောင်တောင်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့တောင်တောင်တော့ဥပမာနဲ့လည်းမရှိဘူးအဲဒါပေမဲ့နောက်အမတ်မထင်နေမနေသူတို့ကြီးနောက်တစ်ခါဒီနိုင်ငံမှာနည်းလေးတောင်တောင်လုပ်ငန်းကိုင်ငံကိုယ်စီဖြစ်နေချိန်မှာပြန်ဆုံတွေ့တယ်အဲပြန်ဆုံတွေ့ပြီးတော့သူတို့နှစ်ယောက်ရဲ့ဒီခံစားချက်တွေအဲပုံမှန်နည်းဖြစ်လာပြီးတော့နောက်ဆုံးသူတို့နှစ်ယောက်အဲပေါ့ပြိုပြိုရှင်းတဲ့ဒီပေါင်းပေါင်းဖက်သွားတယ်ပေါ့နော် happy ending လေးပဲပေါ့နော်အော်ဒီမှာနိုင်ပြောမယ်ဆိုရင်တော့ဒီဒီဇလန်နဲ့အတိုင်းအတိတ်ကြကြီးကတော့ အပြင်မှာလုံးလုံးဒီတရားရကနုံးပြည့်တော့မရှိဘူးပေါ့နော်ဒါပေမဲ့လို့ဒီဇလန်းနဲ့က50ရာကနုံးလောက်တော့အကြောင်းရတယ်တော့အပြင်မှာကျွန်တော်မျက်စိချိန်မှာမြင်တဲ့အဲတွေ့ခဲ့တဲ့အကြောင်းအရာတွေပေါ့နော်အဲ့တော့50ရာကနုံးကတော့ကျွန်တော်အဲ့ဒီအတွေ့အကြုံ50ရာကနုံးကတော့အဲကျွန်တော်စိတ်ကူးနဲ့အဲ့လိုပေါင်းဆက်ပြီးဖွဲ့ပန်တီးထားတာပေါ့နော်ပြီးရင်ဒီနိုင်ငံအားလည်းပဲဒီထိုင်းနိုင်ငံတွေနေရာလည်းအဲကျွန်တော်နိုင်ငံနဲ့ဆိုင်သူကလွတ်လပ်ပွင့်လင်းပြီးတော့အဲသူတို့တွေဒီ LGBT တို့လည်းခွဲခြားဆက်ဆံမှုရှိမယ်နဲ့ဟိုနောက်ဆုံးမိသူတို့တွေအခုဒီနေ့ဆိုလို့ရှိရင်ဒီဒီခုချိန်ဆိုရင်သူတို့တွေလက်ထက်ထိညားတဲ့အဆင့်အောင်ခွင့်ပြုသွားပြီပေါ့နော်ဆိုတော့အဲဒီအားလေးလည်းသိရတဲ့အချိန်မှာဩဘာဖြစ်ဖြစ်ဟိုသူတို့နိုင်ငံရဲ့လွတ်လပ်မှုတွေဒီဟိုကျွန်တော်တံမိုးထားတယ်ပေါ့နော်တံမိုးထားတဲ့တုန်းကဩဒါဘာဖြစ်ဖြစ်ဒီအားလေးကတော့ဟိုဒီ concept လေးလည်းရှိတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ရဲ့ပုံမှန်ညမှာလည်းဒီကျွန်တော်တို့မြန်မာလူမျိုးတွေကဝယ်လေတချို့တွေအဲ့လိုမျိုးသူတို့ LGBT စုံတွဲတွေရှိတယ်ပေါ့နော် line mode တွေမှာလည်းတွေ့တယ်ပေါ့ ောဒါရင်နှုန်းအောင်ဆိုတော့မဖြစ်နိုင်တဲ့အကြောင်းအရာတွေဖြစ်နိုင်တယ်ယုတ်တိမရှိလို့ရှိနေတယ်ဒါပေမဲ့အခုခေတ်မှာကျတော့ဒါတွေကခုနပြောလိုပဲဒီလက်ခံနိုင်တဲ့အကြောင်းတရားတွေဖြစ်လာပြီပေါ့နော်အဲ့တော့ကျွန်တော်ဒီအရာလေးကိုကျွန်တော်ပတ်ဝန်းကျင်မှာမြင်ခဲ့တဲ့တွေ့ကြုံလေးတွေရယ်နောက်ဆုံးမေးဒီထိုင်းနိုင်ငံမှာကိုယ်ကိုယ်တိုင်ဖြတ်တန်းရတဲ့ဒီရွှေကြောင်းလို့တမရဲ့အဲဒီဒုက္ခဒုက္ခတွေပေါ့အဲ့ဒါတွေနဲ့ဒီပေါင်းဆက်ပြီးတော့ကျွန်တော်ရေးလိုက်တာပေါ့ဒါဆိုရင်ဝိထုတိုရဲ့ဒုတိယအပိုင်းကိုအတူတူဖတ်ကြည့်လိုက်ကြရအောင် ထိန်တဲ့ဒီရီသည်လူကိုမဆောက်ဖူသောတိုးဆောင်စကပုံသည်မှန်လာသည်ယခုဆိုရင် ထိုင်းနိုင်ငံတောင်ပိုင်းပင်လယ်ကမ်းခြေများရှိရာမြို့နယ်တစ်ခုတွင်တက်ထင်ရောက်နေသည်မှာခொနလာကန့်ရှိပေပြီတက်ထင်ကိုထိုင်းသို့ခေါ်ခဲ့သောတမျိုးသေးသားပွဲစားအကိုသည်လဲလဲဝဝရှိသည်ဆိုရမည် ရောက်စတပတ်ပဲတထင်ဆောင်ရသည်နေထိုင်လုကန်ခွင့်စာရွက်စာတန်းအထောက်ထားမရှိပဲစားတောက်ဆိုင်တဆိုင်မှာစပွဲတို့အလုတ်တွင်ပေးခဲ့သည်ယခုတော့ထောက်ထားဆောင်လုပ်ပြီးလေပြီတထေးကသဘောထားပြေဝါသူလစာအပြင်မုဘိုးပေးသေးသည် အလုတ်ချိန်ကမနက်9:00မှည9:00အထိစားတောက်ဆိုင်မှုနားရတော်မရှိ တတ်ထင်အလုတ်သဘောနှင့်အတူဖိုင်းစကားနှင့်အင်္ဂလိပ်စကားကိုစူးစမ်းသင်သည်အလုတ်မှာတထေးပါဝင် ထိုင်းလူမျိုး6ဦးနှင့်မြန်မာ5ဦးရှိသည်အားလုံးကအငယ်ဆုံးတတ်ထင်ကို အစစသင်ပေးကြညတာကြသည် လူပြူလူလွတ်များကိုစိုက်အပေါ်ထက်တွင်အခမဲ့နေစရာပေးထားသေးသည်ဟေးတက်ထင်ရေမနဲ့ဖြန်တော့မိုးကြီးကြီးရွာမလားပဲမသိရ ညာဘက်ဆိုင်သိမ့်ခန်ဤတွင်စဖို့မှုဖြစ်သူကိုဝင်းတင်ကတဝဲတန်ဝဲဝဲဖြင့်ပြုံးစီစီလောက်ကစကားဆိုလာသည်။ထမိုင်ခါတထင်ကရာသမြထိုင်းစကားအတူဆလေးများဖြင့်ပြန်ဆနေကြ။အမှန်တော့ထိုင်းတောင်ပိုင်းသည်နှစ်လေပတ်ကုန်းမိုးရွာသောအရက်ဟုဆိုကြသည်။ နင်တို့တထေးပေါ်မနှက်ဖြန်သူတို့သားလေးငါးနှစ်ပြည့်မွေးနေ့လုံမယ်ငါတို့ကိုအလုနာပြီးရုံမကတို့တစ်ဖွဲ့လုံးကိုမနှက်ဖြန်ညနေမှာနမေကြီးတန်းချီစားတောက်ဆိုင်တစ်ခုကိုလိုက်ပို့ပေးအောင်မယ်တဲ့ဒါနဲ့တထင်ကတထေးသားနဲ့တထေးယောက်ျားကိုမမြင်ဘူးသေးဘူးနော်တထင်ကိုဝင်းတင်စကားကိုနားမရှင်းဘလို့တထေးယောက်ျားဟုတ်လားတထေးမိမလို့ပြောစမ်းပါ ။အော်အေးတက်ထင်ကဘယ်တိအောင်မလဲဝင်းတင်ကကရင်လူမျိုးကိုစောကြော်ကဝင်ရှင်းပြန်သည်။တို့တထေးကလိန်တူလက်ထထားတာလေ။ခိုင်းပါတရားဝင်မဟုတ်ပေမဲ့လိန်တူပေါင်းသိနေသူတွေအများကြီးပေါ့။ဟိုတော့တရားဝင်ပြီဆိုလားပဲ။ခလေးကလည်းခင်မီနီးပညာတွေနဲ့စင်းုံမှာမွေးထားတဲ့သူတို့မျိုးစိတ်ဆိုလား။ငါလည်းကောင်းကောင်းတော့နားမလည်ဘူး။ဒါပေမဲ့မနေ့ပြန်ကြသူတို့ဘန်ကောက်ကနေဆင်းလာမယ်။မင်းတွေးပါလိမ့်မယ်။ တထေးအကြောင်းကြတော့တတ်ထင်မှာစကားမဆိုနိုင်အံ့ဩရသည်မှန်ဆိုရရင်အစကတော့ငါတို့စိတ်ထဲတထေးကိုယောနာလိုလိုတနာတာလိုလိုဖြစ်မိရဲ့တဖြည်းဖြည်းအကြောင်းသိလာမှလူနဲ့လူချင်းကြားရင်မှရင်အဓိကမဟုတ်ဘူးတဦးဟုတ်တဦးနားလည်မှုရှိဖို့မြတ်တာရှိဖို့သာအဓိကလို့သိလာတာပဲထဲတို့မိသားစုကတိတ်အေးချမ်းတာ မိဝေးမရွှေခင်နင်တရားဟောကောင်းတာနဲ့ငါညီတထင်တထေးလန်းစင်လိုက်သွားပါဦးမေတဝဲသားကိုဝင်းတင်ကပကံစည်းသမတ်မရွှေခင်ကိုအော်လိုက်၍ပွဲကြွားသည်မြမစကားအနှင်းငယ်ရနေသောလှုပ်ဖော်ကင်ဖတ်ထိုင်းဝင်တန်းတွေကလိုက်ရီကြပြန်သည် ပြောမိတာပြောတာတထေးကငါ့ကိုယင်ဖွင့်ဘူးတယ်သူနဲ့သူ့ချစ်သူကောင်းလေးတို့ဒီအချိန်နေရောက်ဖို့ရင်ဆိုင်ဖြတ်ကျော်ခဲ့ရတာတွေအများကြီးတဲ့ ကိုဝင်းတင်စကားအဆုံးမှာအားလုံးငြိမ်ချသွားပြန်သည်မီဖန်မိုင်းသက်စပွဲတို့ပေါ်ထိုင်းမာလီကတတ်ထင်ကိုမေးလာသည်ရမိတ်မီခပ်ဟုတတ်ထင်အမြန်ဖြေလိုက်စဉ်ရင်ပထဲအနေငယ်နာကျင်သလိုဖြစ်သွားသည်တီးစိတ်ကမူထိုင်းတို့အောက်လန်းကလာခဲ့သောညကနှွေးထွေးမှုပေးခဲ့သောသူကိုတတ်ထင်ပြန်တည်ရလာသည်အကိုဘယ်စီရောက်နေပါလဲဟုတ် တတ်ထင်မကြမကြာတွင်းနေမိသည်ထိုညကတတ်ထင်အိမ်မက်တစ်ခုမှသည်တတ်ထင်တောင်ဆောင်တစ်ခုမှအောက်သို့ခြေချော်ပြုတ်ကျသွားသည်တတ်ထင်လက်ကိုလူတစ်ယောက်ကအလင်းအမြန်ဖမ်းဆွဲထားလိုက်နိုင်သည်ထိုလူဤမျက်နှာကိုကောင်းစွာမမြင်လိုက်ရကိုကိုမဟုတ်လားဟင်တတ်ထင်အိယာကလန်နိုးတော့နက်နက်လေးနာရီခန့်ရှိပြီအခန်းပေါ်တော့မနိုးသေး၍တော်သေးသည် နောက်တစ်နေ့နနက်၈နာရီခန့်မှာအဖြူရောင်အစင်းမြင့်အင်းစီကားတစီဆိုင်ရှိသို့ထိုးဆိုင်လာသည်ဆိုင်ရှိမှာ close စာတန်းလေးကနနက်အစောကပင်ချိတ်ထားနေသည်မို့စားသုံးသူတော့မဖြစ်နိုင်ကားပေါ်မှာအသက်40ခန့်လူတဦးဆင်းလာသည်စပင်အနက်အသားဖြူဖြူခန္ဓာကိုယ်တောင့်တင်းပြီးချောမောခံညာသူသူနှင့်အတူချစ်စပွဲကလေးငယ်တဦးဆင်းလာသည်ကလေးငယ်က ဆိုင်ထဲအပြေးဝင်လာရင်ဖော့ဖော့စီဖော့စီဟုတထေးကိုခေါ်၍နေသည်တထေးတို့မိသားစုကိုကြည်ရသည်မှာကြည်နူးချဲ့မြေစရာနနက်ပိုင်းတွင်တထေးတို့ကမိသားစုတည်သက်ရှောက်လေကြသည်ညနေခင်းတွင်တော့တထင်တို့အဖွဲ့ကိုကန်းချီစားတောက်ဆိုင်တစ်ခုသို့လိုက်ပို့သည်ဆိုင်အမည်က The Rainbow တထေးမိသားစုကတီးတန့်စပွဲမှာနေရာယူသည် တက်ထင်တို့ဆိုင်ဝင်တန်းအဖွဲအတွက်လဲအစားအသောက်တွေကိုစပွဲပြည့်မြစိတ်ကြိုက်မှာယူစီသည်တက်ထင်ရေကူးရအောင်သွားစို့ကိုဝင်းတင်ဦးဆောင်သောလှုပ်ဖော်ကင်ဖက်များကပင်လေပင်စီပြေးစင်းကရေကူးကြလိပြီတက်ထင်တယောက်သေးသာ နောက်မှခြံ၍ခက်ပြေးပြေးလိုက်လာသည်မျက်စိတစုံပင်လေပင်ကြီးကိုမြင်ရ၍တက်ထင်စိတ်လှုပ်ရှားနေမိသည်လွတ်လပ်သလိုလဲခံစားရသည် တခုခုကိုလွမ်းတကငိုချင်မိလာသည်မြမပြီမှာကြံခဲ့သောအမေကိုလွမ်းမိနေသည်လားမဖြစ်နိုင် အမေကအားကိုးရှာသည်ဆိုကရက်ွက်ထဲကစတိုးဆိုင်ပိုင်ရှင်တခုလက်ဥတာဆင်းနှင့်ယူခဲ့သည်သူခံစားချက်ကိုထဲမတွက်ခဲ့တို့နှင့်ပင်ဦးလေးတယောက်ထံမှလမ်းစိတ်ချီကထိုင်းကိုတက်ခဲ့ရသည် ဥပိယောဂါစတဲ့အခြေအနေအမျိုးမျိုးနဲ့အတူ ပြက်ပြဲခဲ့သောဒုတိယနှစ်ဤပညာကောလိပ်ကျောင်းသားတယောက်ဤအိမ်မက်များကိုပြန်တန်းတမိနေသည်လားသက်ထင်ကောင်းကိုအသာရမ်းကရေပြင်ကျစီ ပြေးဆင်းသွားမိသည်ဝမ်းနည်းအားငယ်စိတ်ကြောင့်ကြာဆင်းလာသောမျက်ရည်တို့ကိုမိတ်ဆွေများမမြင်စေလိုရေကခါလောက်အရောက်မှာရေမကူးတတ်သော သူ့အဖြစ်ကိုသက်ထင်ရုတ်တရက်သတိပြန်ရလာသည် နောက်ကိုပြန်အလှမလူကခြေခောက်ကလဲကျသွားသည်နှာခေါင်းနှင့်ပါးစပ်သေးသို့စားငယ်ရည်တွေဝင်လာသည်သူစူးစားထားကြည့်လိုက်သည်မရတော့သူတေတော့မီလားဟုတတ်ထင်တွေးလိုက်မိသည်တေးလိုက်တေးပါစေတော့ဘာမျှတွေ့တာစရာမရှိသည်ဘဝပဲတတ်ထင်စိတ်ကိုလျှော့ချလိုက်သည်ရေတွေမွန်းလာသည်ရင်ဘတ်သေးကအောင့်ကအသက်ရှူရခက်လာသည် ထိုခိုက်တစုံတယောက်ကသူ့ကိုရေအောက်မှပွေ့ချီမတင်လိုက်သည်တတ်ထင်ကြောက်အားလက်အားနဲ့သူ့ကိုဖတ်တွေ့ထားမိသည်နှွေးထွေးသောရင်ခွင်ကျယ်ကိုခံစားမိသည်မြစ်တာလွှမ်းသောအတန်ကိုကြားမိသည်ညီလေးတတိထားနော်အကိုရှိတယ်မကြောက်နဲ့ထိုလူကတတ်ထင်ကိုသူ့ပခုံးပေါ်မှာမှောက်လျက်ထားကထမ်းပြေးသည်တတ်ထင်ပါစက်မှ ရေများအန်ကြလာသည် ထို့နောက်တပ်ထင်ကိုတဲပြင်ပေါ်တွင်အตาပြန်ချကာတစ်ဖက်သို့စောင်းပေးသည်တပ်ထင်ပစက်ထဲမှရေများထက်အန်ကြလာပြီးရင်ဘက်ကအောက်နေသည်တပ်ထင်လက်များကိုနှွေးနှွေးထွေးထွေးစုံနေကာစိုးရိမ်တကြီးမျက်နာနဲ့ပေါ်ကမိုး၍ကြည်နေသူမှာတခါကညတညတွင်စုံခဲရသော အကိုတယောက်များလားဟုတတ်ထင်တွေးမိသွားသည် โอ้ဟုတ်တတ်ထင်တိုးဖွားဖွားခေါ်လိုက်တော့ထော်လို့မျက်လုံးများကချစ်စခွဲကြီးစင်သွားသည်သူကတတ်ထင်ကိုစိုးရိမ်စိတ်ကြာမှအာယူပြုံးပြသည်ညီလေးညီလေးကို့အမတ်မိလားဟင်ဟုတ်မင်းနေပြန်သည်လုံချုံငွေးထွေးလီပြီးဟူသောအတိနှင့်တတ်ထင်အာလျှော့ချလိုက်သည်တီးစိမ့်မဲ့ကမောင်အတိကြာသွားတော့သည် ကဲဆက်ရှင်ကတဖြည်းဖြည်းမြင့်လာပြီဆိုတော့ဒီဝိထုရဲ့ကြံရှိနေသေးတဲ့အခန်းဆက်တွေကိုနောက်လာမယ့်ပိုင်းသစ်တွေမှာစောင့်မျှော်နှาศင်ပေးကြဖို့တိုက်တွန်းလိုက်ပါရစေနော် အခုချိန်ထိနားဆင်အားပေးခဲ့ကြတဲ့တငေချင်းလေးများအလုံးကိုကျေးဇူးတင်ပါတယ်။ရင်ခုန်တန်ရဲ့ podcast အစီအစဉ်မှာနောက်ထပ်ဘလို့အစီအစဉ်ကောင်းတွေလာမလဲဆိုတာကိုအမြဲစောင့်ကြည့်ပေးပါအောင်နော်။ယခုအစီအစဉ်ကိုရင်ခုန်တန်ရဲ့ Spotify နဲ့ YouTube မှာဝင်ရောက်နားဆင်နိုင်ပါတယ်။ဒီစီဇန်နဲ့ပတ်သက်ပြီးအကြံပြုစရာများရှိတယ်ဆိုရင်ရင်ခုန်တန်ရဲ့ email ဖြစ်တဲ့ heartpeacemyanmar@gmail.com ကိုစာရေးသားပို့နိုင်ပါတယ်။ဒါဆိုရင်လာမယ့်အပိုင်းမှာပြန်ဆောင်ကြရအောင်။